ရုပ်ရှင်နဲ့ဂီတအနုပညာအလုပ်တွေကနေဆယ်စုနှစ်တခုကျော်ကြာအနားယူခဲ့ပြီး American ပြည်ထောင်စုမှာမိသားစုနဲ့အတူအခြေချနေထိုင်ခဲ့တဲ့ Academy ဆိုသူတယောက်မြမပြည်မှာအနုပညာအလုပ်တွေခက်ကြဲကြဲလေးပြန်လှုပ်လာနေသလိုမကြခင်မှာလဲကိုပိုင်တန်စင်တချင်းအော်ဘန်တခုထွက်လာဖို့စီစဉ်နေတာလဲပြီးကန်နီးနေပါပြီ။အလဲအပတ်နဲ့ပြန်လာပြီးအနုပညာအလုပ်တွေလှုပ်ဖို့မဟုတ်ဘဲသူ့ရဲ့မိခင်ကျမ်းမာရေးကြောင့်ပြန်ရောက်လာတာဖြစ်တဲ့အကြောင်းကျောင်းနေဘက်တငယ်ချင်းဒေါက်တာဆန်းယူကိုပီးပေါ်ရုံးနဲ့ပေါင်းပြီး အမျက်နိုးဆုံးမင်းချောင်းလေးဆိုတဲ့ကိုပိုင်တန်စင်တချင်းအော်ဘန်ကိုစီစဉ်နေတာတစ်နှစ်ခွဲလောက်ကြာနေပြီးအဆိုပိုင်းကတပုတ်ပဲကြံတော့တယ်လို့ကမာရွမီဒီယာကိုတီးတန့်ပြောပါတယ်။တငယ်ချင်းကြောင်းနေပဲအစားတူတူချက်ခဲ့တဲ့ခုလဲအလာဟိုမြန်မာစီပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ဒေါက်တာဆန်းယူနဲ့ဒီကအနုပညာနယ်တဲ့အလာညီကိုလိုခင်မင်းနဲ့ကိုပြီးပေါ်နဲ့တိုင်ပင်ပြီးတော့အဲလိုမဂျက်စတာညီကိုတွေနဲ့ပေါင်းပြီးတော့ခွေသွင်းနေတာပါအခုတနည်းခွဲလောက်ရှိနေပြီအခုကြီးများနေရတယ်မပြီးသေးဘူးအခုတော့အားလုံးပြီးတော့ပြီဆိုရင်အခုဆိုးကတပုတ်ပဲကြံတယ်ဂီတာလေးနဲ့ကြံတယ်ပြီးတော့ mixing ပေါ့နော် အဲ့ဒီပုံမှာလည်းအဲ့ဒီပုံမှာတရှင်းလေးရိုက်ထားနေနေရှိရဲအလိုပဲကားကြီးကနေအားထီအကုန်ပါကျင်တယ်အဲ့ဒီတော့အချိန်လေးနဲ့ကြာတယ်ဗောနော်အဲ့ဒါပါအဲ့ဒါကအကြအဖြစ်တော့ညံလို့ဆုံးမင်းအကြောင်းလေးလို့နာမည်ပေးထားကိုဝင်းသန်းစင်တရှင်းခွေတစ်ခုဖြစ်ပါတယ်ပြပပွဲစဉ်တွေမှာဖြစ်ဖြစ်နေတွေမှာဖြစ်ဖြစ်ဘယ်နေရာရောက်ရောက်သူ့အနေနဲ့အကောင်းဆုံးအားထုတ်တည်ဆိုရဲလို့ဆိုလာတဲ့စိုးသူကရုပ်ရှင်လုံးဝမရိုက်ဖြစ်ခဲ့ပေမဲ့တချင်းဆိုဖို့၁၀ပွဲလောက်လာငားတဲ့အခါ၁ပွဲလောက်တော့ဆိုဖြစ်ပါတယ်လို့ပြောပါတယ် အသက်18နှစ်မပြည့်ခင်ကတည်းကအနုပညာလောကရဲ့ရောက်လာခဲ့ပြီး19နှစ်ကြာရပ်တည်ခဲ့တဲ့အကယ်ဒမီဆိုးသူဆရာဝန်အဆိုတော်နဲ့တရုတ်ဆောင်ဆိုတဲ့ကဏ္ဍသုံးခုမှာခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမဲ့သူ့ရဲ့မူလဝါသနာဖြစ်တဲ့လိဂေတာသမားဖြစ်ချင်တယ်လို့လူရှင်တော်ကြီးလည်းဖြစ်ချင်ခဲ့ပါတယ်လို့ဆိုပါတယ်။ဒီအနုပညာလောကရဲ့အနုပညာနယ်ရဲ့ဝင်တာအရန်စောခဲ့တယ်ဗောနော်။တကယ်တော့ခဏခဏလေးအင်တာဗျူးမျိုးဖြေခဲ့ပါတယ်။အတကိုရဲ့မူလပထမဝါသနာကအခုကျမကြီးဝန်ထမ်းဆရာဝန်တယောက်ဖြစ်လာဖို့လည်းမဟုတ်ဘူး။ အဲရုပ်ရှင်တိကျဆုံးတယောက်ဖြစ်လာဖို့လည်းမဟုတ်တလို့တိတန်ရှင်အစိုးရတယောက်ဖြစ်လာဖို့လည်းမဟုတ်ပါဘူးဘုရားမူလပထမဝါဒနာကလို့အစိုးရရဲ့ဘေးမှာ lead guitar တည်းရဲ့ lead guitar ဖြစ်ရှင်တာဒါပထမဝါဒနာဒုတိယဝါဒနာကအင်မတန်ကြီးရတဲ့ပြလုံးတွေထုတ်ရတဲ့လူရှင်တော်ကြီးဖြစ်ရှင်တာအဲတော့အဲ့နှစ်ခုလုံးမဖြစ်ဖက်နဲ့ line ချော်သွားပြီးတော့ခုနရုပ်ရှင်တိကျဆုံးတာရဲ့တရှင်းဆိုတာရဲ့ကျမကြီးဝန်ထမ်းဆရာဝန်ရဲ့ဖြစ်လာဖို့အမေရိကန်ပြည်ထောင်စုကနေမြန်မာပြည်ပြန်ရောက်နေချိန်ဗီဒီယိုကားရိုက်ကူးတာလုံးဝမရှိသေးပေမဲ့ဒါရိုက်တာမောင်မျိုးမင်းရင်တွင်းဖြစ်ရိုက်ကူးမဲ့ဇာတ်ကားအပါအဝင် ရုပ်ရှင်သုံးကားရိုက်ကူးဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။